တုကိုတပါစေခြင်းအကျိုးငါပထမ ယတယသံဃာယရဏမြတ်သုံးပါတို့ဤကုံတော်ကျေးဇူးတော်တို့နှင့်မိဘဆရာသမားတို့ဤကုံကျေးဇူးတော်ကိုအာရုံပြု၍ယုတိပြန်တို့လက်ဆောင်ကိုရှိခိုးပူဇော်ဖွံ့ဖြိုးမှန်းလျှောက်သတော်ကြတဲ့ကောင်းပုဂံပေါင်းတို့ကြောင့်မိမိတို့အလိုမရှိအပ်မတောင်းတမပန်းဆင်အပ်သောကာယကံဝိကျေးဝစီကံဝိကျေးမနောကံဝိကျေးများကင်းစင်၍အလိုရှိရာတောင်းတပန်းဆင်အပ်သောကိုယ်လက်ချမ်းမှစိတ်လက်ချမ်းဖြင့်ကောင်းသောလူရင်ဆန္ဒအမှန်တမ်းပြည့်ဝကဒီဘောဒီယုတ်ဒီခန္ဓာဖြင့် တရားတို့တည်တို့ဒီအမြန်ရနိုင်တဲ့တော်ကောင်းကိုကိုယ်စီဖြစ်နိုင်ကြပါစေ။အလုံးတရဏဂုံဒီလဆုတ်တည်ကြရအောင်။ဘာမဒီလရေးကြမယ်နော်။အလုံးတရဏဂုံဒီလဆုတ်တည်ကြသလိုလောကေသောတနေ့ခန့်ကယောနာခန္ဓာဘောဟောဆလုပ်ပြီးတော့ယုတ်တဲ့တဲ့ခန္ဓာတိဘောတိတို့ပြောင်းရှိသွားတဲ့သတ္တရမိခင်ချင်းဖြစ်တဲ့ဘုရားတင်ကြောင်းရမယ်လို့ဖြစ်တဲ့ မေရိတောခိုင်းရင်တယောက်အခုသာသမီများပြုလုပ်တဲ့၊ရည်များပြုလုပ်တဲ့ကုသိုလ်တွေကိုလိုအပ်နေတဲ့အခြေအနေ၊လိုအပ်နေတဲ့အနေအထားမှာရှိနေခဲ့တဲ့ဆိုရင်ပြည်သားစုများနဲ့အတူတွားရောက်ပြီးတော့တဏှာကောင်းဒီလောက်ဆောက်ပြီးဖို့တရားတော်များနာကြားဖို့အမြတ်ပြီးတဲ့အခါမှာတာဓုခေါ်ကိုအစဉ်တို့ကပြည့်မြဲတဲ့ကဖြစ်ပါလေ။တဏှာကောင်းဒီလောက်ဆောက်တည်ပါအောင်လို့တိုက်တွန်းလိုက်တိုက်တွန်းပါလေ။တဏှာကောင်းဒီလောက်ဆောက်တည်ရမှာကုသိုလ်ထုတွေကြောင့် မရိတခိုင်ရင်တယောက်ဒီထက်မြင့်မြတ်တဲ့ဘုံဘဝချမ်းသာတဲ့ဘုံဘဝတွေမှာရရှိပြီးကိုယ်စိတ်နဲ့ပြန်ကျင့်တဲ့ဘုံမှာချမ်းသာတာနဲ့နေတဲ့နိုင်ပါစေလို့ဆုလုံးသာဆုတောင်းမေတ္တာပို့ပေးပါလေစတဲ့ပဲတခိုင်ရင်ကချင်လုံးကြီးမိသားစုတွေနဲ့ပတ်သက်ဆက်ဆက်တဲ့မြောင်းပေါင်းဆွေမျိုးများပြန်မမြတ်တဲ့ပုဂ္ဂိုလ်များတတ္တိဝါများအားလုံးမိသားစုများနဲ့အတူကြောက်ရွံ့ပြီးတော့ကုသိုလ်တန်တာပြုပါဒီကုသိုလ်တွေကြောင့် တင်တို့တွေအားလုံးကိုစိတ်နှစ်ပြချမ်းမှချမ်းသာကြပါစေ။တင်တို့ချမ်းသာသလိုဒီမိသားစုများအားလုံးကိုလည်းပြီးခင်ရခင်အန္တရာယ်ကင်းရလေအောင်စီဘွေလူဝေးချမ်းသာရေးပညာရေးအဆရှိတဲ့ကိစ္စတွေအစီအစဉ်ချုံးမရလေအောင်ဆုလက်တဲ့ဖြစ်တဲ့မျက်နှာကောင်းနာအပေါင်းများကဆောက်ရှောက်ကူညီပြီးမှပေးကြပါကုန်လို့စေလိုပြိမနကပြုထားပြီးဖြစ်တဲ့ပုဂ္ဂိုလ်တည်တည်နဲ့တို့ယခုမျက်မှောက်ရရှိနေတဲ့မိသားစုများအားလုံးတရဏဂုံဒီလဆုတောင်းကြမယ်။မဘာတိလာရောနော်။ဆိုအဟံဗန္တိ တိတရဏေတတဟပင်စသီလံဓမ္မယသမိအနုကကတဝတိလံတိတမေပတိဒုတိယပိတတိယပိအာပန္တိတိတရဏေတတဟပင်စသီလံဓမ္မယသမိအနုကကတဝတိလံတိတ နိဗ္ဗန္တိယဗဝတ္တမိတံဝတိထသမောတ္တဗုဒ္ဓဟောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ဗုဒ္ဓံတရဏေကိသာမိဓမ္မံတရဏေကိသာမိသံဃံတရဏေကိသာမိဒုတိယံပိဗုဒ္ဓံတရဏေကိသာမိဒုတိယံပိဓမ္မံတရဏေကိသာမိဒုတိယံပိသံဃံတရဏေကိသာမိဒုတိယံပိဗုဒ္ဓံတရဏေကိသာမိဒုတိယံပိဓမ္မံတရဏေကိသာမိဒုတိယံပိသံဃံတရဏေကိသာမိ Tatiyampi Bhagandranangisami Tatiyampi Dhammandranangisami Tatiyampi Tangandranangisami Rana gamana pribona Sepanadi pandang လုံးစုံများစွာတတဝါချမ်းသာကိုစိတ်မြဲပါစေဥပယံပိပြင်းစင်ဝီငြိမ်းအေးကြပါစေတို့ကြောင့်တွင်မှာတို့အိမ်တွင်မှာတို့ခြံတွင်မှာတို့ဆိုင်တွင်မှာတို့လုပ်ငန်းတွင်မှာတို့မြို့ရွာတွင်မှာ တုတိုင်ကံတွင်မညာတတညာဒီဝါချမ်းသာကိုစိတ်မြဲပါစီဥပယံမီကင်းစင်ဝေးရင်းရဲကြပါစီတတဝမတ၍တရားတွေ့ချမ်းမြေတာရရှိပါစေတတဝခတိတရားကိန်း ငြိမ်ငြိမ်ချမ်းချမ်းရှိပါစေသာတော်နှလုံးကြောင့်ကြောင်းတရကောင်းအပေါင်းတို့တုံ့ပြန်တင်တို့သည်တိန္ဒရဏေနဗျာပြေတံကောင်းစွာသောသုံးပါးသောကိုယ်ကိုယ်အဆုံးတရဏကောင်းနှင့်တဟတကဝပိစေကသမဏကတေအင်္ဂါကတနှင့်ပြည့်စုံသောသီလကိုကျင့်တရားအဘသောသီလတော်မြတ်တေကိုသာဓုကံကတဝအပြင်မြန်စွာပြု၍ အဘမဒေနမမိမလျောမဘောမဇ္ဇေမြတ်သောတတိတရားဖြင့်တဗ္ဗကိစ္ဆာနိအလုံးကုံဆုံးသောပြုဝေကိစ္ဆာမတမြတ်တို့ကတမ္ပတိတကိုစီကုံကပြည့်ပြည့်စုံအောင်အထုတော်ပူနိုင်ကြပါစေကုန်တတိရာဇဂလိနေခင်နာထောင်ရ ောဟဝေရကတိဓမ္မစာရိတဲ့ဘုရားရှင်ဟောတာတရားကိုဆောင်လျှောက်တဲ့သူကိုတရား ပြန်ပြီးတော့ဆောင်လျှောက်တယ်တဲ့ကုသိုလ်လုပ်တဲ့သူကိုကုသိုလ်ကကိုယ်ပြန်ပြီးတော့ဆောင်လျှောက်တယ်တဲ့သမောအဓိကတော့တရားဓမ္မနော်တရားကိုဆောင်တဲ့သူတရားကိုဆောင်လျှောက်တဲ့သူကိုတရားကိုယ်ပြန်ပြီးတော့ဆောင်လျှောက်တယ်ဆိုကြပါစို့ဘိပဋ္ဌာန်ရှင်ဒီပဋ္ဌာန်ကိုပြန်ဆောင်လျှောက်တယ် တရားထိုင်တယ်တရားထိုင်တဲ့ကုသိုလ်အကုသိုလ်ပြန်ပြီးတော့စောင့်ရှောက်တာအကျိုးပေးတာနော်ကိုကောင်းရောင်းကောင်းဝယ်စီဝါရည်တွေဆောင်ရွက်တဲ့အဲ့ဒီစီဝါရည်တွေဆောင်ရွက်တဲ့တုတ်တဲ့ကောင်းသောဓမ္မအကုပြန်ပြီးတော့စောင့်ရှောက်တာနော်ဒီကတော့မြတ်စွာဘုရားရှင်ကတော့မြတ်ကြီးဟောတဲ့ဒေသနာတွေတော်တော်များများပါဖတ်ကြည့်ဝိနည်းတော်မှာလည်းတွေ့ရတယ်သုတ္တန်တွေမှာလည်းတွေ့ရတယ်တတ္တောတပ္ပဆာသောဆိုတဲ့စကားလုံးကြီးဦးဇင်းတော်အနောက်နဲ့တက်တဲ့ တတောတတိတရားလက်ကင်ထားသည်ဖြစ်၍တပ္ပဇာသောအညာတရားလက်ကင်ထားသည်ဖြစ်၏ဇရုကျေးဇူးတော်ရှင်မောင်မောင်ကကျော်ဆရာတော်ဘုရားကြီးအခုဇင်းတို့နဲ့ဆုံတဲ့အခါမှာဆရာတော်ကြီးနဲ့တရားစကားလေးပါးရှင်းရင်းနဲ့အခုသိကျင်တဲ့တရားစကားလေးတွေဒီကိုသိကျင်တဲ့စာပေအဆုံးဖြတ်ပြီးတချို့အလေးတွေဆရာတော်ကြီးကိုရှောင်းရင်းနဲ့ဆရာတော်ကြီးနဲ့စကားပြောတဲ့အခါမှာဆရာတော်ကြီးပြောတဲ့စကားလုံးလေးတစ်ခုပေါ့ဆရာတော် ်မြတ်စွာဘုရားရှင်ဟာဘုဒ္ဓအနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တနဲ့ပြည့်စုံတဲ့ဘုရားရှင်ဆိုရင်တကယ်လောကဓာတ်အဆိုးကောင်းကောင်းသောလောကဓာတ်ဆိုသောလောကဓာတ်ဒီလောကဓာတ်ဒီရေဆိုင်ဖြစ်ရှင်ဖြစ်တတ်တဲ့အခါမှာတတောတမ္ပစာသောတတိနဲ့ပြညာနဲ့ပဲဖြတ်တန်းသွားတယ်တကုနဲ့ဖြတ်တန်းတယ်လို့ဒီလိုစိတ်တည်းထင်ပြလို့အဲ့ဒါလေးတက်ပြီးတော့အဲ့လိုလေးဒီလိုသုံးသပ်ပြီးတယ်လို့ဆရာကြီးရှာတယ်ဆရာကြီးဟုတ်တယ်လေတကယ်လို့လူမြတ်စွာဘုရား ုံရှင်ကံရှင်တကူးရှင်ပေါ်ပြောမယ်ဆိုရင်ဘုလိုနန္ဒကံတော်အနန္ဒညံတော်အနန္ဒတကူးတော်အနန္ဒနန္ဒဆိုတာနာသအတော်အနန္ဒအဆုံးမရှိဘူးနော်အဆုံးမရှိတဲ့တကူးတွေနဲ့ဘုံတွေကံတွေညံတွေပြည့်စုံပေမဲ့လောကဓာတ်အဆိုးအောင်ကြုံတော့ဘုရားရှင်တတိပညာနဲ့ပဲဖြစ်ရှင်တတိရဲ့ပညာဆိုတော့ဆိုတော့တတိနဲ့ပညာတော်တော်အရေးကြီးတယ်။စီဝါရေးဆောင်ရွက်တဲ့တတိပညာအရေးကြီးတယ်။တတိနဲ့ပညာလည်းပဲဆောင်ရွက် ။နောက်တရားဓမ္မကိစ္စတွေတရားဓမ္မတရားထိုင်တဲ့သူဆိုလဲဒါတတိယပညာအရေးကြီးတယ်နော်။ဘာပဲလို့လို့လောကဓာတ်အစုကောင်းကြုံရင်တတိယပညာလည်းပဲဖြည့်ရှင်ရ။ကောင်းတဲ့အရာတွေကြုံလဲအကုန်လုံးကအခိုက်တန်နေတယ်နော်။မကောင်းတဲ့အရာတွေကြုံလဲအကုန်လုံးကအခိုက်တန်နေတယ်။ဘဝဆိုတာတကယ်တော့ဘဝဆိုတာ0ပဲနော်0ဆိုဘာမှရှိဘူး။အခိုက်တန်နေတယ်နော်ဘလောက်ကောင်းကောင်းအခိုက်တန်နေတယ်ဘလောက်မကောင်းမကောင်းအခိုက်တန်နေနော် မပြီးသေးလို့သာမပြီးတာပြီးတော့လဲပြီးသွားတာအဲ့ဒီခိုက်တန်လေးတင်းမှာကိုယ့်ရဲ့အရွယ်တစ်ခုရောက်ပြီဆိုဒီအရွယ်တစ်ခုရဲ့တာဝန်ကိုကြည်အောင်ကျူးစာနော်သူ့မယ်တော်ကြီးသူ့ခန်းယေရှုတော်ကြည့်မယ်နော်သူ့အခြေခံပြန်ဆောက်ပြီးတော့ကျူးစာလာတယ်နော်ကျိုးမိန်စကျိုးစာကိုလို့ပြောတယ်နော်ဒီသားသမီးကိုရောက်ပေါ့နော်ဒါလေးကိုအကောင်းဆုံးဖြစ်အောင်ဆောင်ရှောက်တယ်သာသနာတော်အတွက်နော်သာသနာတော်အတွက် တကယ်သာသနာတကမာကောင်းပြီးတော့အောင်တနေတဲ့မြတ်သူနေတယ်နော်လောကအတွေ့လောကသားကောင်းတယောက်ပြီးတော့အောင်တနေတဲ့မြတ်သူဆောင်ရတယ်နော်ယဟန်ဒီအတွေ့ယဟန်မေတော်ကောင်းတယောက်ဖြစ်အောင်သာသမိတွေအတွေ့မိခင်ကောင်းဖြစ်အောင်နော်ခင်မောအတွေ့ဇနီးကောင်းဖြစ်အောင်ဤတွေအတွေ့ဖွားကောင်းဖြစ်အောင်သူဆောင်ရတယ်နော် လောကအတွက်လာခြင်းကောင်းတဲ့သူဖြစ်အောင်သူဆောင်ရည်တယ်နော်ဆိုတော့ဒီတာဝန်ဒီအရွယ်တစ်ခုရောက်ပြီဆိုရင်ဒီအရွယ်တာဝန်တွေတက်တဲ့မြတ်ကြည့်ခဲ့ရမယ်ကလေးတွေဆိုလို့ရှိရင်လည်းပရမအရွယ်မှာပညာရှင်ပညာရှင်ရဲ့တရားရှင်ဒုတိယအရွယ်မှာဥစ္စာရှင်ဥစ္စာရှင်ရဲ့တရားရှင်တတိယအရွယ်မှာတရားရှင်တရားနဲ့သာပြောနေရပရမအရွယ်ဆိုတာလည်းခိုက်တံပြီးသွားတယ်နော်နော်ဒါကျိုးစားဖို့ပဲပရမအရွယ်မှာလည်းပညာရှင်ပဲပညာရှင်ဟုတ်တဲ့တယ်မပြီးဘူးတရားပါရှာမှာနော် တကယ်တမ်းခြေတဲ့ကျတဲ့လောကနဲ့အဆုတ်ကောင်းကြုံလို့ရှိရင်ကလေးနဲ့ကလေးလောကနဲ့ရှိရမယ်လူကြီးနဲ့လူကြီးလောကနဲ့ရှိတာနော်အကလေးနဲ့သူလောကနဲ့သူရှိရမယ်နော်လူကြီးမှမှလောကနဲ့ဟောကလေးမှလည်းလောကနဲ့ရှိတာအငယ်ငယ်လေးတွေကလေးလေးတွေဝေကင်းစားကလေးလေးတွေတရတတန်းကလေးတွေဒီကလေးတွေအကြောင်းတည်းနေပဲဖြစ်ဖြစ်သွားရင်လည်းဖြစ်ဖြစ်သူတို့ကြုံတဲ့လောကနဲ့ဝိုးယိုးတယ် လူကြီးတွေအဖေတွေအမေတွေပြောပြတော့ဘယ်သူပဲချမ်းသာဘယ်လိုဖြစ်တယ်ပြောပြအောင်လူကြီးတွေတွေ့တော့ပဲအသားရဲ့တတိယဘယ်သူပဲချမ်းသာပြောလိုက်ပြီးတော့သူ့လောကနဲ့သူ့ဟာနဲ့သူကြအကြီးကြီးပဲညည်းပေါင်းကြီးလို့ချမ်းနောက်15ငါးနှစ်အရွယ်နောက်20လောက်အစိတ်လောက်အရွယ်မှာဖြစ်တဲ့ချစ်ချင်းပုံချင်းနဲ့ပတ်သက်တဲ့လောကနဲ့ဒီနော်ဒါတွေကြုံအဲ့ဒါကြောင့်အဲ့ဒီရွယ်မှာတော့သူတို့အတွက်လောကနဲ့အကြီးကြီးပဲနော်အသက်30ရောက်သွားပြီဒါတိကြီးသမီးတွေလည်းရသွားပြီဆိုအဲ့ဒီလောကနဲ့ဘာမှမဟုတ်တော့နော်ဘာမှမဟုတ်တော့ အစည်းအဝေးနဲ့ကိုအရွယ်တစ်ခုရောက်ပြီးစည်းဝေးနဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံအရေးနဲ့ပတ်သက်တဲ့ကိစ္စလူမှုအရေးနဲ့ပတ်သက်တဲ့ကိစ္စကိုကိစ္စဒီကိစ္စဒီလိုလောကနဲ့ကြည့်အောင်နော်ကို့မှာတော့အကြီးကြီးပဲတခါတခါဒီလောကတရားထွက်သွားခြင်းလောက်အောင်လောကနဲ့ဆူတာမျိုးရှိနော်အရိယာသူတော်ကောင်းကြီးတွေလည်းလှမ်းကြည့်ဘာမှမဟုတ်ဒီလောကနဲ့နေတဲ့သူမှန်သမျှဒီလောကနဲ့ကြုံတာပဲဆိုတာနော်ဆိုတော့ဘာမှမဖြစ်ဖြစ်ကောင်းတဲ့အရာတွေလည်းအခိုက်တန်နေမကောင်းတဲ့အရာတွေလည်းအခိုက်တန်နေနော်အဲ့ဒီအချိန်မှာ ဒီဆိုကြပါစို့ဒေါကတိဟုသောမိုးတွေမဆိုရွှဲအောင်တရားတိလေးဆောင်းပြီဒေါသတိဟုသောအပူတွေမဆိုရွှဲအောင်တရားတိဟုသောဆောင်းတရားတိဟုသော အမိုးလေးဆောင်းပေးထားဓမ္မဝေရကတိဓမ္မစာနာတရားကိုဆောင်းရင်တရားကိုပြန်ပြီးတော့ဆောင်းလျှောက်ထားအဲ့ဒီမှာမှတတောတပ္ပစာတတိတရားနဲ့ပညာတရားနဲ့တတိနဲ့ပညာနဲ့နာအဲ့တတိနဲ့ပညာနဲ့ရတော့အရေးကြီးတယ်အဲ့ဒါနဲ့လောကဓာတ်အကုန်လုံးဖြည့်ရှင်းဖို့လိုတယ်အွေတိုင်းအွေတိုင်းမှာတော့ ိုဖြတ်သားရတဲ့လောကလည်းညုံညွတ်ရှိတာနော်အကုန်လုံးအကောင်းတာတွေရောမကောင်းတာတွေရောအခိုက်တန်လေးပဲအဲ့ဒါတွေကိုတို့ကတတိနဲ့ပညာနဲ့ဖြည့်ရှင်းမယ်တတိနဲ့ပညာနဲ့ဖြတ်သားမယ်ဆိုရင်ပထမအရွယ်မှာဂျုံတဲ့လောကလည်းအင်းစီစီနော်ပထမအရွယ်မှာဂျုံတယ်သူ့အရွယ်နဲ့သူဂျုံတာပဲနော်ဟုတ်တယ်ဒီလိုမှအယောမပညာရှာပညာရှာရင်တရားရှာဆိုရယ်ပညာလို့ရှာတယ်ဒီကလေးကိုတရားအတိလေးသိအောင်တတ်တယ်တည်းများလုံးမပေးဘူးဆိုရင်သူ့လောကဓာတ်ကြောင့်သူတော်တော်အဆင်မပြေဘူးနော် ဦးဇေလိုခဏခဏပြောနေပြောတာရှိကလေးမိခဲ့ခိုင်တယ်လူကြည့်မိခဲ့ခိုင်တယ်ကလေးဆိုတော့မသိတော့ဘူးပုဒ်ဒီဘာမနေမိခဲ့ကြီးကိုဇက်ကနဲ့ဆိုလိုက်တော့မလက်ကိုလောင်ကျွမ်းတော့နော်လူကြည့်မိခဲ့ခိုင်တာကြောင့်မိခဲ့ကပူတဲ့တတ္တိကသူ့ဟာသူရှိပြီးသားပူတဲ့ဆိုတော့သိတော့အခုလေးနဲ့ခိုင်လိုက်မယ်ဇက်ကနဲ့ခိုင်ပြီးတော့ချလိုက်မယ်ဆိုတော့လူကြည့်မိခဲ့ခိုင်တော့တတ်တာတယ်အဲ့လိုပဲလောကဓာတ်အစုပေါင်းကြုံတဲ့အခါမှာတရားအလို့လှုပ်ထားတဲ့ကလေးဟာလူကြည့်မိခဲ့ခိုင်တာနဲ့တူတယ်တတ်တာ နော်အဲ့လိုဒုတိယအရွယ်လည်းဒီတိုင်းတတိယအရွယ်လည်းဒီတိုင်းသူ့အရွယ်တဲ့သူအရွယ်အားလျော်စွာအလုပ်တွေတော့လုပ်အောင်ပါပဲကြိုးစားပါဦးဇေတော့စာလေးတစ်ပုဒ်ဖတ်ဘူးတဲ့အလုပ်ကိုတဲ့နိုင်ရင်ပေါင်းတစ်သောင်းပြည့်အောင်အလုပ်ကြိုးစားတယ်ဆိုလို့ရှိရင်အဲ့လိုအောင်မြင်တဲ့သူလို့ပညာရှင်ရသတ်မှတ်တယ်တဲ့နော်ဆိုတော့တို့ဒီမှာရှိတဲ့မရိတ်တော်ခိုင်းရဲ့မျိုးဆက်သမီးတွေတားတွေ နောက်ကအချစ်တော်မြေးတယ်။နောက်မြေးပြီးတော့ပြင်းပြင်းပြီးတော့တာမြေးပြီးဒီတို့ကျွတ်ဆက်နော်။ဆိုတော့သားတွေတပည့်တွေမြေးတယ်။ဆိုတော့ကိုကဒီလုံကအယောင်းဝင်လုပ်ကြဆရာပါဒီအယောင်းဝင်နဲ့ပတ်သက်တော့ငါနိုင်ပေါင်းတစ်တောင်ပြင်းအောင်လုပ်လုပ်ပြီးပြီလား။မလို့အသေးဘူးလားတုတ်တက်။လုပ်ပြီးပြီဆိုတော့အောင်မြင်ပြီ။မလို့အသေးဘူးအောင်မြင်ပြီနော်။ဆိုတော့ဒါပြင်းညွတ်တယ်ပထမ်းညွတ်တယ်ဒါမဲ့စကြတော့မဟာသမယတို့တွေညွတ်တယ်နော်။အဲ့ဒါညွတ်တယ်ငါနိုင်ပေါင်းတစ်တောင်ပြင်းအောင်ငါအလုပ်လုပ်ပြီးပြီ။လုပ်ပြီးဒီကြောင်အောင်နော်။ တရားထိုင်တယ်နိုင်ပေါင်းတသောင်းပြောင်းထိုင်ပြီးတယ်အဲ့ဒါတိကျပါအောင်တချို့ကလေးတွေကြတော့ဒီနိုင်ပြီးအောင်သူကြိုးစားတယ်ပတ်စံလူချင်းလို့ဆိုတာတဲ့အခွင့်အရေးတွေရခြင်းလို့အောင်မြင်လို့အောင်မြင်ခြင်းလို့ဆိုတာတဲ့ဒီနိုင်ပြီးအောင်သူတို့ကအလုံးမရှိအလုံးကိုလုံးချင်လို့လုံးကြိုးစားခြင်းလို့ကြိုးစားတယ်နိုင်ပေါင်းတသောင်းပြည့်အလုံးလွတ်တာအောင်မြင်ပြီအဖိုးကြီးဥစ္စနာတိတိတို့စာချတယ်နိုင်ပေါင်းတသောင်းပြည့်ပြီအဲတသောင်းပြည့်လားအောင်မြင်တဲ့ဆရာတော်လို့ပြောလို့ရတယ်လောစရတော်တော်အောင်မြင်နေတယ်နော်ဥစ္စလို့ဆိုရင်ကိုတရားဟောတယ် နိုင်ဘုံတသောင်းပြည့်ပြီလားနော် YouTube မှာဥစဉ်တရားတွေအပုတ်တစ်ထောင်ကျော်ရှိတသောင်းမပြည့်ဘူးလားမောင်မြင်သေးသူပါရုပ်ဆရာတော်ကြီးတို့ဟောတာတဲ့တရားတွေအများရှိတယ်တသောင်းပြည့်တော့သူငငယ်လေးကစာတင်ပြီးတဲ့အချိန်ဒီတရားဟောတဲ့အချိန်နိုင်ဘုံတသောင်းပြည့်တော့ခုဖြတ်သန်းတဲ့အရွယ်နဲ့ဒါကြောင့်ဒီဆရာတော်ကောင်းမြင်တယ်ဆိုသတ်မှတ်လို့ရတယ်ဒါလောကုတ္တရာရှိတော်နော်အပတိစရဉ္ဇပေါ့တဲ့ဆရာကြီးတို့ကြည့်မှာနော် ဆရာတော်ဘုရားကြီးတွေသူစာချတဲ့တက်တန်းတွေသူစာတင်တဲ့တက်တန်းသူတရားဟောတဲ့တက်တန်းတရားအထုတ်တဲ့တက်တန်းနိုင်ဘုံမလို့ရှိနိုင်ဘုံတတော်ပြင်းတရားမအောင်ပြင်းတယ်နော်ပညာရှင်တွေအဲ့လိုသတ်မှတ်တဲ့ဇေယျုံတဲ့သူတွေနိုင်ဘုံတတော်ပြင်းအောင်တကယ်လွန်ဆန်းမှာတကယ်ပေါက်တယ်နော်ဘယ်တိုင်းနဲ့ပြည်ပေါက်တော့နော်ဟိုတလောဦးစေမန္တလေးဟိုတလောရောက်တော့အပြေရောက်တဲ့ဆိုင်ရှိရဖြတ်သွားတော့ကလေးတွေပြည့်ကျက်လို့သူတို့ကားဆရာပြည့်ဝင်လာတွေ့မဟုတ်တော့ခေါတော်ကတဲဖို့ကလေးနဲ့ခုနှစ်ထပ်တကြီးနဲ့ဖြစ်တယ်ဟာ ဝမ်းမြောက်လိုက်တာဘာဖြစ်ဖြစ်ဘယ်လောက်ပဲဖြစ်ဖြစ်ကြိုးစားရင်ဖြစ်တာကိုယ့်ရရောက်တဲ့သူလည်းကြိုးစားရင်ဖြစ်တာဘာရောက်ရောက်ကြိုးစားရင်ဖြစ်သွားတာသူကအဲ့ကကိုလုတဲ့အလုပ်ကိုသစ္စာရှိရှိနဲ့နိုင်ဘုံတသောပြောင်းတာတကယ်လို့ကြည့်ပဋ္ဌာန်းရွတ်တယ်တမိုင်းတို့ကြုံမေတို့ကပဋ္ဌာန်းပဒအုပ်နဲ့ပြောင်းတဲ့ရက်ထားလည်းမသိနော်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်နိုင်ဘုံတသောပြောင်းတာပဋ္ဌာန်းရွတ်တာဖြစ်ဖြစ်တရားလုတာဖြစ်ဖြစ်စီဝါလုတာဖြစ်ဖြစ်တရားထိုင်တာဖြစ်ဖြစ်နော် တကယ်အဲ့လိုလုပ်ကြည့်ဟောတော်တော်ဟုတ်တာပဲငါဘလောက်ပြင်အောင်ကြိုးစားပြီးပြီတဲ့သုံးသက်ကြည့်မရှိသေးရင်တတိယမနိုင်ဘလောက်ပြင်အောင်ကြိုးစားမယ်အလိုလုပ်မယ်အဲ့လိုဘာသာရေးအတွက်ကိုစီပွားရေးအတွက်ကိုကြိုးစားပေါ့နော်ဆိုတော့အရွယ်အားလျော်စွာအရွယ်တိုင်းမှာချက်တန်းတဲ့အခြေအနေကိုအကောင်းဆုံးပြောင်းကြိုးစားစကောင်းတဲ့အရာလေးတွေအခိုက်အတန့်လေးပဲနော်ဒါပေမဲ့အဲ့ကောင်းခြင်းဆိုခြင်းမှာရလက်ကောင်းမျိုးဆိုကြရရှိပြီလားနော်ကောင်းတဲ့အရာတွေလည်းအခိုက်အတန့်လေးပဲခံနေရှိအောင်မကောင်းတဲ့အရာတွေလည်း ခိုက်တန်နေတယ်ချစ်စရာလေးကြုံမယ်ခိုက်တန်နေတယ်မုန်းစရာလေးကြုံမယ်ခိုက်တန်နေတယ်အာဆိုကြပါစို့မတော်အပ်ဒီအဲ့ဒါလုပ်ကြတယ်ဆယ်တော်ရီကစောင့်ရတယ်ဆိုပြီးတော့ပြီးတော့ပြီးတော့ပြောဆိုတော့အခိုက်တန်လေးပဲလားပြီးသွားပြီအဲတော်ဒီမျက်နှာမြင်လိုက်တယ်သူ့အမတွေကအကုန်လုံးပြီးသွားပြီနော်ဘာဖြစ်ဖြစ်ဒီတိုင်းခုတရားဟောတော့လိုက်တည်တယ်လည်းဘာသာရေးဆိုတော့ဒါပေါက်သွားပြီဘာပဲဖြစ်ကောင်းတယ်လေအခိုက်တန်လေးပဲနော် ောင်းတာလည်းခိုက်တန်ဒေါသဖြစ်တဲ့ခိုက်တန်လေးပဲပြီးတော့ပြီးသွားတယ်နော်ချစ်စရာလေးကြောင့်လည်းခိုက်တန်လေးကိုမေရိုကြီးတို့ခိုက်ရတဲ့ဒီသမီးလေးနဲ့ဦးစင်းတို့နဲ့ဆုံတယ်နှစ်တရာလည်းအာလုံးထွက်သွားကြတာခွဲကြတာဆိုတော့ခိုက်တန်လေးတို့လည်းအာလုံးလည်းတနည်းကြရင်လောကကြီးကထွက်သွားမှာခိုက်တန်လေးတကယ်တော့တရားပဲစိတ်ချတရားတည်းဟုသောအာကိုရရအောင်ဖျားရှာလောက်ကြတော့နော် လောကဓာတ်ပဲဖြတ်သန်းဖြတ်သန်းဓမ္မကိစ္စဖြစ်ဖြစ်လောကီကိစ္စလောကုတ္တရာကိစ္စဘယ်လိုလောကဓာတ်ပဲကျုံရောဘယ်လိုအရာပဲဖြတ်သန်းဖြတ်သန်းခုနနိုင်ဤပေါင်းတစ်ပေါင်းပြောင်းကျူးစားတာတပိုင်းနော်ဖြတ်သန်းပြီဆိုရင်ဆိုင်တဲ့အခါမှာတော့တတောတပါစာဆောင်တတိယပညာရဲ့အရဏယဆိုင်ဖြစ်ရှင်ကောင်းတာလည်းခိုက်တန်နေတယ်မကောင်းတာလည်းခိုက်တန်နေတယ်အာလောကနဲ့ရှိအောင်ဝေးပြီးတော့နော်လောကီနဲ့ချမ်းသာလောကုတ္တရာနဲ့ချမ်းသာဖြစ်ဖြစ်ပြီးတော့ချမ်းသာတွေရပြီးတော့ဒေါသနေဖို့မထီအောင်တရားတည်ရေးဆောင်ဆောင် တောကဝိရတွေမဆိုအောင်တရားတည်းဒီဟူသောထီလီဆောင်ပြီးတော့တရားတည်းရဲ့တရားတည်းဟူသောထီလီဆောင်ပြီးတော့အမြဲတမ်းအေးမြတဲ့အမြဲတမ်းရင်ချမ်းတဲ့အမြဲတမ်းချမ်းသာတဲ့မိသားစုတွေကိုယ်စီဖြစ်ပြီးတော့တရားတို့တည်မှုတွေအမြန်ရနိုင်တဲ့သူတော်ကောင်းတွေကိုယ်စီဖြစ်နိုင်ကြပါစေကောင်းတည်း Yeah. မေတ္တာဘုဆောင်ပဲကလေးဆိုအောင်ဆိုလုံးစုံများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပိကင်းစင်ဝိရည်ရည်ကြပါစေတတဝါမတ၍တရားတွေ့ချမ်းမြေသာရရှိပါစေ ဘောတုသဗ္ဗမင်္ဂလရကတုသဗ္ဗဒီဝတာသဗ္ဗဗုဒ္ဓတုဟဝေနသရသုခိဘောတုတိသဗ္ဗဓမ္မသဗ္ဗသံဃာတုဟဝေနသရသုခိဘောတုတိသဗ္ဗမင်္ဂလသဗ္ဗမင်္ဂလာနိအလုံးစုံသောจิตေမင်္ဂလာပေါင်းများစွာတို့သည်တေတောဘဂတိလူရှင်လူမများတဲ့တကွာအလုံးစုံတရားနာပရိသတ်အပေါင်းတော်ကောင်းတော်အား ဘဝတ္တမေတ္တရေလက်ကချွေဖြန့်လိုက်သဖြင့်ရှင်လင်းจิตောဖြစ်နိုင်ကြပါစေ။တမပြေဝတ္တလုံးစုံသောတမတိဝနမျက်နှာကောင်းနာပေါင်းတို့သည်တိတုမကသည်လူရှင်လူမများတဲ့တကောအာလောကတရားနာပရိသတ်အပေါင်းတော်ကောင်းတို့အားရခန္တူအဒီရိမယောရံစရိပြောင်းအောင်ရှင်နိုင်ပေါင်းဖွာမိမိသာတို့အစဉ်ဆောင်ရှောက်မဆန်းနိုင်ကြပါစေကုန်တည်း။ တမ္မဗုဒ္ဓနုဘဝေနကေကဝါလူသေဆုမကဘုဒ္ဓပူဇာတိဘုရားရှင်ပေါင်းတို့ဤတကောရှိသောအနုဘောရကြောင့်၎င်းတမ္မဓမ္မနုဘဝေနတရားတော်ပေါင်းဤတကောရှိသောအနုဘောရကြောင့်၎င်းတမ္မသံဃာနုဘဝေနသံဃာတော်ပေါင်းရှင်ကောင်းတို့ဤတကောရှိသောအနုဘောရကြောင့်၎င်းတိတ္တဘကအလူရှင်လုံးမပြန်ဖြစ်ကြတဲ့ဒုက္ခရင်ကချင်းလုံးကြီးမိသားစုများနဲ့တကဝ အလုံးသောပြည်သားစုပြအလုံးသောညာတာပရိသတ်များတို့အားတတဏီယောညေပါဘေကမပြကခတိသူကိတောကုသေနပြဇမ္မာချန္တာခြင်းရှိကြကုန်သည်ဟောတို့ဟောတို့ကောင်းစွာမသိဖြစ်တော်မူလျာဝါစီကုန်သတိဘုဒ္ဓတာဝံမြောဝံသာရှိကြကုန်သည်ဟောတို့ဟောတို့ကောင်းစွာမသိဖြစ်တော်မူလျာဝါစီကုန်သတိဒုက္ခဘောဇတာဒုက္ခအပေါင်းမှာကိဝေလောမြောက်ကြကုန်သည် ဩတော်ဘုဒ္ဓကောင်းစွာမသိဖြစ်တော်မူလိုက်ကြပါစေကုန်တည်းဟောတုယခုစွာအတ္တသစ္စာစကားနှင့်ကိုလွန်တဲ့မေတ္တာတအရှင်အဝါကြောင့်အချိန်မကြာကိုစီကောကပြည့်ပြည့်စုံတော်မူနိုင်ကြပါစေကုန်တည်း